လူလူရဲ့ထောက်ခံမှုကတော့အဓိကပဲအရေးကြီးဆုံးပဲလူလူထောက်ခံမှုပျောက်တယ်ဆိုတဲ့ဥစ္စာကမင်းအောင်လှိုင်ကျမအတွက်ပေါ့နော်မင်းအောင်လှိုင်ရဲ့ fire power တဲ့ပူပရကြောက်စရာကောင်းတာဟုတ်ပူပရကြောက်စရာကောင်းတယ်တော်လိုင်းရဲ့အတွက်လူလူထောက်ခံမှုပျောက်သွားရဲ့ဆိုလို့ရှိရင်ကိုယ့်အတွက်လုံခြုံရေးအတွက်မလွယ်တော့ချုပ်မှန်နေမှာလာပြောကြရှက်ကမှာတဲ့ သူတို့မင်းအွန်လိုင်းမဟုတ်ဘူးတဲ့နော်ဟာမင်းအွန်လိုင်းနဲ့လူစုအုပ်စုတစုမဟုတ်ဘူးတဲ့အာဒေါ်စုကရှက်ကမှာအမလေးတကယ်ပဲကွာနော်ထောင်ထဲထည့်ထားတဲ့အဟွားကြီးကရှက်ကမယ်ဆိုတော့ထောင်ထဲထည့်ပြီးတော့အပြင်မှာပေါက်ကရလုတ်ပြီးဘာမှတိုင်းပြည်တိုးတက်အောင်မလုပ်နိုင်တဲ့သူကရှက်เสียမကောင်းဘူးဆိုတာကိုအေးလေဒီလိုမသိတာနော်တော်တော်မင်းတို့အုံနောက်နေကိုလေရွှေချထားခြင်း ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့အော်တိုဘာလ22မှ6ရက်နေ့ဖြစ်ပါတယ်ပထမဦးဆုံးဒေါ်လာင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းလေးတွေကိုရင်းဦးစွာနားဆင်ကြည့်ကြပါလို့ဗျာပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဦးဆုံးသတင်းလေးကတော့ရခိုင်မကွေးအဆက်ကနိုင်ရီကံပြူဟာစကန်းသိမ့်တိုက်ပွဲအရှိန်ကြောင့် တရက်မြို့နဲ့ဒါကျွန်တော်တို့အဲအချင်းထောင်တွေပါပေါ့နော်ဒါလုံချုံရေးတိုးမြင့်ထားပြီးတော့မှစစ်မီးကူးလိုက်ရင်ကြုံရမယ့်အနေရအတွက်ကိုအချင်းသားတွေစိုးရိမ်နေတယ်လို့တရက်ထောင်နဲ့နီးစပ်တဲ့တရေရင်မြစ်တွေထံကနေပြီးတော့မှသိရပါတယ်အရခတ်တော်အေအေနဲ့ပူပေါင်းအဖွဲ့တွေကနေရီကန်ဘျူဟာစခန်းကုန်းကိုအပိသက်တိမ့်နိုင်မှုစစ်ကောင်တီတက်နဲ့တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့မှအဲ့ဒီစစ်ဖြစ်တဲ့နေရာမှာတရက်ထောင်နဲ့တိတ်ပြီးတော့မှမဝေးတဲ့အတွက်ကြောင့်မို့လို့အချင်းသားအချင်းသူတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်ဆိုတော့ ဒီတရက်ထောင်နဲ့နှီးဆက်တယ်ပေါ့နော်ဒါကျွန်တော်တို့သူတယောက်ကဆိုရင်အနေရီကံမျိုးကစခန်းနဲ့ဆိုရင်လည်း18မိုင်လောက်ပဲဝေးတော့တာတဲ့အေအေကစခန်းသိမ်းနိုင်ပြီးဒီဘက်ကိုလည်းထိုးစစ်ဆင်ဝေရောက်နိုင်တယ်ပေါ့နော်အဲ့ဒီချိန်ကျရင်ဒေါ်လာရင်းအင်အားစုတွေအတွက်ကတော့လုံမှာမဟုတ်ဘူးပေါ့နော်စစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးတွေထောင်ဝင်းထဲမှာကြာလာမဲ့လေရင်တွေကဘုံကျဲမှကိုပဲစိုးရိမ်တာဆိုပြီးတော့မှဒါပြောမယ်ဆိုရင်တရက်ထောင်နဲ့နှီးဆက်တဲ့အတိုင်းဝိုင်းကပြောတဲ့ဥစ္စာတွေကျွန်တော်သိရတယ်ပေါ့နော်ဟုတ်လေဟုတ်တာပဲဘာလို့ဆိုတော့ဒီကောင်တွေကပြောရမယ်ဆိုရင် ိုကျွန်တော်တို့ညီကိုတော်တွေကိုကျွန်တော်တို့ကလုံမှာမဟုတ်ဗျာဒီကောင်တွေကပဲအဲ့လိုမျိုးတဲ့မှာအထောင်တွေနဲ့လေရင်နဲ့ဘုံတွေကျဲလက်နဲ့ကြီးတွေပြေဒီကောင်တွေမှာပြုတ်လို့ပြောလို့မရအောင်ဒီပတ်ဝန်းကျင်ဒီထောင်ဒီနဲ့ရောက်လာပြီဆိုရင်ကျွန်တော်ညီကိုတော်တွေကဒီညီကိုတွေကိုကဲမှာပဲအဲ့တော့ကဲမယ်ဆိုရင်ဒီကောင်တွေကဒီထဲကိုကျင်းနေပေါ့လို့တော့မှာအဲ့တော့ဟိုစိုးရင်စီရလည်းရှိတယ်ဒါပေမဲ့စိုးရင်တွေတို့လည်းဘာမှမထူးဗျာကိုညီကိုတွေလာခဲ့မဲ့အရေးနဲ့ဒီကောင်တွေလက်နဲ့ကြီးပြည့်မဲ့ဥစ္စာမျိုးဆိုရင်တော့ကိုညီကိုတွေလာခဲ့မဲ့အရေးကိုပဲကျွန်တော်တို့ကတော့ဟိုရင်ဆိုင်ပလိုက်တော့မယ်ကျွန်တော်တို့ကစောင့်စားလိုက်တော့မယ်ကျွန်တော်တို့ကဒီလိုလေးတွေးထားတယ်ပေါ့ဒါပေမဲ့လည်းဒီတရက်ထောင်မှာရှိကြတဲ့အမျိုးတွေအားလုံးပဲ အဲချမ်းမဘေးကင်းပါစေလို့ကျွန်တော်ပလာတာကြီးကဆုတောင်းပေးလိုက်ပါတယ်ပေါ့နော်။ဟုတ်ကဲ့ပါ။နောက်ထပ်သတင်းလေးကတော့ကြားဖြတ်ဂိုင်းလေးကိုစစ်ကောင်မရှင်ရဲ့တောက်တိုင်လေးအဖြစ်သတ်မှတ်ပြီးတော့မှဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့သခိုင်းဖိုရန်ကထုတ်ပြန်လာပါတယ်။သခိုင်းတိုင်းအတွင်းမှာကြားဖြတ်ဂိုင်းလေးကိုစစ်ကောင်မရှင်ရဲ့တောက်တိုင်လေးအဖြစ်သတ်မှတ်ပြီးတော့မှထိရောက်စွာဆန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်တဲ့အကြောင်းကိုလည်းသခိုင်းဖိုရန်ဖက်ဒရေးရှင်းဥက္ကဋ္ဌကိုဆိုဝင်းစွေကနေပြီးတော့မှပြောတယ်ပေါ့နော်။ဒီနှစ်ပိုင်းမှာမြန်မာနိုင်ငံအတွင်းမှာကြားဖြတ်ကောင်အွန်လိုင်းငွေကြေးလေးလေးမှုဖြစ်စဉ်တွေ ပုံပုံများများနေပြီးတော့မှအချမ်းဖက်စစ်ကော်မရှင်အနေနဲ့နိုင်ငံတကာကိုအသံကောင်းဟစ်ပြီးတော့မှအဆိုပါအွန်လိုင်းငွေလင်းခိုင်းတွေကိုအပေါ်ယံနှိမ်နှင်းဟန်ပြုနေတယ်လို့လည်းဝေချေးနေလည်းမှုအများစုကတော့စစ်ကော်မရှင်ကဝင်ကြီးတွေဒူးဝင်ကြီးတွေနဲ့စစ်ဗိုလ်ချုပ်တွေအပါအဝင်အချမ်းဖက်စစ်ကော်မရှင်ရဲ့ထိပ်ပိုင်းအာဏာရှင်တွေတိုက်ရိုက်ပြီးတော့မှဒါဆက်ဆက်လျက်ရှိတာကိုသိရတယ်ဗောနော်ဒါဒါလည်းမိသားစုတွေကိုအသိပေးလာတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးဗောနော်တိုင်းပြည်ကိုပြည်သူကိုဒုက္ခပေးနေတဲ့ဒီကြားဖြန့် နော်ဒါကျွန်တော်ဒါဂိုင်းတွေကိုစစ်ကောင်မရှင်ရဲ့ဒေါက်တိုင်တွေအဖြစ်သတ်မှတ်ပြီးတော့မှစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ဇဂိုင်းဖိုရန်ကထုတ်ပြန်လာတာဖြစ်ပါတယ်ဝမ်းသာပါတယ်အားရပါတယ်ကျုံးပါခင်ဗျားတို့ဇဂိုင်းဘက်မှာလည်းရှိပါတယ်မြန်မာနိုင်ငံနေရအနှံ့ပြားမှာကြားဖြန့်ဂိုင်းတွေရှိပါတယ်ခင်ဗျားတို့နေနဲ့ဖော်ထုတ်ပြီးတော့မှဒီကောင်တွေကိုထိရောက်စွာအေးအေးယူပေးပါလို့ဒေါ်လန်ဇဂိုင်းဖိုရန်ကညီကိုတွေကိုကျွန်တော်ကဒီနေရာနေပြီးတော့မှအတိပေးစကားတတိပေးစကားလေးပေါ့နော်ဒါပြောပဲဆိုတောင်းဆိုတဲ့စကားလေးပြောချင်ပါတယ်ခင်ဗျာโอเคပါ နောက်ထပ်သတင်းလေးကတော့တနင်္လာနေ့တိုင်းလောင်းလုံမြို့နယ်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာဂျပန်စစ်တပ်ကအထိနာတဲ့အတွက်ကြောင့်မလို့ပေါ့နော်စစ်ပေးဆောင်ပြည်သူတွေကိုလိုက်လံဖမ်းဆီးတဲ့အတွက်ကြောင့်မလို့ပြည်သူ30ကျော်ဖမ်းဆီးခံရတဲ့အကြောင်းကိုဒေသခံပြည်သူတွေရဲ့ပြောပြချက်တွေကသိရပါတယ်။အော်တိုဘလာ20မှ10ရက်နေ့ညနေ9နာရီကျော်ကအချိန်မှာစစ်တပ်ရဲ့စစ်တမောပေါ်မှာလိုက်ပါလာတဲ့အင်အားတရာကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကလောင်းလုံမြို့နယ်ကရင်ကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာစမှာဒေါ်လာရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်ပေါ့ဒီထိတွေ့တိုက်ပွဲတွေမှာအချက်ဘက်စက်တဲ့ဘက်ကအထိနာတဲ့အတွက်ကြောင့်မို့လို့စစ်သည်မောနဲ့ခလရရတဲ့သူများလေးတယင်းကစစ်သားတွေကလက်နက်ကြီးတွေနဲ့ကြီးပါတွေကိုရန်တမ်းပစ်ခတ်လျက်ရှိတဲ့ကြောင်းလည်းသိရပါဗျ။ဒီအချက်ဘက်စက်တဲ့စစ်ကြောင်းကအော်တိုဘာလ22မှာ2ရက်နေ့မှာခရင်ကြီးရွာကနေပြီးတော့မှကမ်ပဏီကြီးရွာကိုထပ်မံစစ်ကြောင်းထိုးပြီးတော့မှတော်လိုင်းတပ်ဖွဲ့ဝင်နေ2ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တယ်ပေါ့နော်။အဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်းမှာလည်းဒီကောင်တွေက ထိခိုက်မှုများပြားခဲ့ပြီးတော့မှအထိနာရဲ့အတွက်ကြောင့်မလို့စစ်ကြောင်းတွေအဲ့စစ်ကြောင်းတွေကပေါ့ကြေးရွာတွေကိုဝင်ပြီးတော့မှအဲ့ကျွန်တော်တို့စီးနင်းတယ်စီးနင်းပြီးတော့မှဒါမျိုးတွေဒီပုံစံမျိုးတွေလုပ်တယ်တပူကနောက်တစ်ခုကျတော့မလုပ်တဲ့ဥစ္စာမျိုးတွေရှိတယ်မလုပ်ဘဲနဲ့တောတောင်တွေတွင်းရနေပြီးတော့မှဒါကျွန်တော်တွန်းလာနေစင်မှာစပေးတိတ်ဆောင်နေတဲ့ပြည်သူ30ကျော်ကိုတွေ့ရှိပြီးတော့မှဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါဗါတယ်အဲ့တော့ဒီဖမ်းဆီးခံရတဲ့ပြည်သူ30လည်းအသက်အန္တရာယ်ကင်းရှင်းပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးပါတယ်ဒီကောင်တွေကဟိုကျွန်တော်တို့ညီကိုတော်တွေလုံလုံမရရင်ဒီပြည်သူတွေပဲလောက်တော့ဆောင်သိတယ်ဗျာဒါပေမဲ့ ဟိုကိုကိုတိုင်းလည်းဆက်ပေးရှောင်ခဲ့ပြီပဲဒီခွေးတောင်းသားနေမှာသွားတွေ့ရဆိုတော့ကိုကံဟိုဟာစူးတာပေါ့နော်အဲ့တော့ကျမ်းမဘေးကင်းပါစေအသက်အန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းပေးပါတယ်နောက်ထပ်တဲ့လေးကတော့စစ်ဗိုလ်ဒဏ်ကာလနှစ်နှစ်ပြည့်တော့မဲ့အပတ်စဉ်၁စစ်ဗိုလ်ဒဏ်တပ်သားတွေကိုရာထူးတိုးပေးပြီးတော့မှတထရရနေမထွက်ခွာဖို့စီယုံရေးအတွက်အချမ်းဖက်စစ်တပ်ကစတင်ပြီးတော့မှလှုပ်ဆောင်နေပြီဆိုပြီးတော့မှတက်တွင်းတရေမိထန်နေပြီးတော့သိရပါတယ်ဆိုတော့ကျွန်တော်တို့ရာထူးပေးမယ်လာကျွန်တော်အချက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 ်ရာလူတွေပေးမယ်ဆက်တန်းအောင်ထားတဲ့သူတွေဆိုရင် ပြောမယ်ဆိုရင်ဒီကျွန်တော်တို့အာ ိုလောင်းတက်ခွင့်ပေးမယ်စာရှိသဖြင့်ဒီလိုမျိုးတွေစီယုံနေရပြီပေါ့ဗောစီယုံနေရဆိုတာလဲဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကဒီကောင်တွေကိုမထောက်ခံဘူးဆိုတာသိတယ်ပါစာအများစုကဒါပေမဲ့လေဒီပါစာအများစုရှိနေတဲ့ကြောင့်မို့လို့ဒီကောင်တွေရဲ့စစ်တပ်ကရှည်နေတာတက်ဆိုးရှည်နေတာစစ်တပ်ဆိုးရှည်နေတာဒီကောင်တွေသိကြမို့လို့ဒီကလေးတွေကိုချောဆွဲနေတာဗျာသိလားအဲ့တော့ဟို ဟိုသူတို့ထွက်ခွာခွင့်ကိုတော့သူတို့မပိတ်ဘူးပေါ့နော်။ဘာလို့လဲပိတ်လိုက်ရင်ဒီကောင်တွေအခြေအနေဆိုးမယ်ဆိုတာကိုသိတယ်။အဲကြောင့်မလို့ဒီကောင်တွေကအနုနီးနဲ့အချောဆွဲပြီးတော့မှဒီလူငယ်တွေကိုယာတူတွေပါတယ်တိုးပေးအဲ့လိုပေးပြီးတော့မှသူတက်ခွန်နေမထွက်ခွာဘူးစီယုံတာပေါ့။တော့ပဲစီယုံစီယုံမှထွက်ရှင်တဲ့သူကတော့ထွက်မှာပဲနော်။မင်းတို့လိုမျိုးပတ်စံပေးပတ်စံပေးတိုင်းကိုတာယာနေတဲ့တဲမှာပါစရီတော့မပါလောက်ဘူးထင်တာပဲ။ထင်တယ်ထင်တာပဲ။ဘာလို့မထင်ဘူးလို့တော့မပြောရဲဘူး။ဘာလို့တော့အဲ့ထဲမှာရောက်လာတဲ့ကောင်တွေကလည်းတခိုးချဘိုးမရင်းအောင်အဲ့လိုကောင်တွေပါနေရဆိုတော့ဒီကောင်တွေလည်း မမတ်ဘူးလို့ပတ်စံမမတ်ဘူးလို့ပြောလို့ပြရအောင်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့ဟိုဒီသတင်းကြောင်းရလေးကိုမိသားစုတွေကိုသိစေချင်တဲ့ကြောင်းမို့လို့ပြောပြပေးတာပေါ့နော်အဲ့တော့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာ video file လေးကြီးကြည့်အောင်ပါပထမဦးစွာကိုမျိုးအေးပေါ့နော်ကိုမျိုးအေးကဘာပြောလဲဆိုတော့သူကဒီကျွန်တော်တို့လူယုံမာတွေညင်ညွတ်လာရင်သူတို့ကောင်းတွေကနေရာပျောက်လာတယ်တဲ့ဒီအကြောင်းအရာလေးကိုအားလုံးပဲနားထောင်ကြည့်အောင်ပါမဟုတ်တာလုပ်တဲ့သူတွေเนาะလူယုံမာတွေ ညီညွတ်လာပြီဆိုရင်တဲ့နော်လူယုံမာတွေညီညွတ်လာပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကဘလောက်ပဲမှတ်နေမှတ်နေပဝင်းရှင်ကကိုယ်အပြစ်ပဲမြင်ရမှာတဲ့ဒီစကားသိမ့်မှန်တယ်သိလားအခုစဉ်းစားကြည့်တိုင်းပြည်ကနော်လုံးဝဆုံးဆုံးမြုပ်လုံးဝကိုတခါအဖတ်ဆယ်လို့မရတော့အောင်စုတ်ပြတ်တတ်သွားအဲ့ဘယ်သူမှတာဝန်ရှိတယ် အခုချိန်ထိခင်ဗျားတို့မှာတာဝန်ရှိတယ်လို့ခင်ဗျားတို့ကိုယ့်ကိုယ်ကိုမခံယူကြသေးဘူး။อืมခင်ဗျားတို့အားပေးထောက်ခံနေတဲ့ဒူတွေကလည်းဒီလိုပဲကိုအားပေးထောက်ခံတဲ့အသင်အဖွဲ့အစည်းခေါင်းဆောင်ကလည်းစောက်သုံးမကြဘူးဆိုတာအခုချိန်ထိကိုခင်ဗျားတို့ပုံမပေါ်ကြသေးဘူးနော်။อืมခင်ဗျားတို့ရဲ့နောက်မျိုးဆက်တွေကသူတို့ရုပ်ကလေးတွေထွက်လာမှခင်ဗျားတို့ကပုံပေါ်မဲ့သဘောရှိတယ်။မဲအောင်လိုက်ရုပ်လေး ခင်ဗျားတို့ကထုနေမလီလားမသိဘူးခံကောင်းလို့ခင်ဗျားတို့ကခံနေပေမဲ့ကြံတဲ့သူတွေကနစ်နာတယ်ခင်ဗျားတို့အယိုးလေးအရင်လေးစားနေရပြီးကြေနဲ့နေကြတယ်ချုပ်မှန်ထဲမှာလာပြောကြရှက်ကမှာတဲ့သူတို့မင်းအွန်လိုင်းမဟုတ်ဘူးတဲ့နော်ဟာမင်းအွန်လိုင်းနဲ့လူစုအုပ်စုတစုမဟုတ်ဘူးတဲ့အာဒေါ်စုကရှက်ကမှာအမလေးတကယ်ပဲကွာနော် ထောင်ထဲထည့်ထားတဲ့အဟွားကြီးရဲ့ရှက်ကမယ်ဆိုတော့ထောင်ထဲထည့်ပြီးတော့အပြင်မှာပေါက်ကရလုပ်ပြီးဘာမှတိုင်းပြည်တိုးတက်အောင်မလုပ်နိုင်တဲ့သူကရှက်เสียမကောင်းဘူးဆိုတာကိုအေးလေဒီလိုမသိတာနဲ့တော်တော်မင်းတို့အုံနောက်နေလို့ရွှေချထားခြင်းမရွှေညံတော့စူးရောက်ပုံများတော့ကွာနော်ဟုတ်ပါမင်းတို့အကြောင်းတနေ့တနေ့တွေးတွေးပြီးငါပြောရတာလေတော်တော်အကူလူများတယ်များလည်းမတတ်နိုင်ဘူးပြောရမှာနော် အဲ့မခံမရနိုင်လွန်းလို့ငါလာပြောပြောပြနေရတယ်လားอืมဆိုတော့ဘယ်လိုပြောမလဲဒီအမေစုကြောင့်တိုင်းပြည်ပြတ်တယ်အမေစုကြောင့်လူငယ်တွေဘဝပြတ်တယ်ဆိုတော့လက်ရှိချိန်မှာလူငယ်တွေကိုဘဝပြတ်အောင်လုပ်နေတာဘယ်ကောင်းနေလဲအတင်းအာရမစစ်မှုထမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးပဲကြည့်လိုက်ဘသူတွေလဲစဉ်းစားကြည့်စဉ်းစားကြည့်နိုင်ငံကိုဖျက်ဆီးနေတာဘယ်ကောင်းနေလဲဆိုတာခင်ဗျားတို့သိဖို့ကောင်းတယ်ဩငါတို့အမေစုကတော့လာရှက်ကိုင်းနေတယ်ဒုက္ခပဲလို့မင်းတို့ဘာမှမဆိုင်နဲ့မင်းတို့အသက်80အသက်80ကျော်အသက် 90နာကတ်နေပါပြီကွာဒီအဖွား OED ရောက်ကိုမင်းတို့ထောင်ထဲထည့်ပြီးတော့မှသူ့မကောင်းချောင်းပြောပြီးမင်းတို့ရှင်တန်နေရတာမင်းတို့ကိုမင်းတို့လိပ်ပြလုံရရတာသူ support support ချုပ်ကြီးပြောသလို support တက်ကကောင်းလေငါလည်းမင်းတို့ပြောပိုးငါပြောတတ်ရင်လည်းမင်းတို့သိအောင်မယ်တကယ်ကောင်းလေဘာလို့ဘဲစားအောက်တန်းစားတကယ်စစ်တပ်အားပေးတဲ့ကောင်းလေကြည့်လိုက်အဲ့လိုမျိုးချက်မပြည့်လို၄ရောက်ပေါင်းလို့ပြောမယ်ဆိုခုနှစ်တန်းမပြည့်တဲ့ကောင်းလေတကယ်ကောင်းလေအဲ့ကြောင့်မလို့မင်းတို့မင်းတို့ပါဇက်ကဒီလိုစကားမျိုးထွက်တာပေါ့ကွာရှင်းနေတာပဲ okay ဆိုတော့နောက်တဲ့ video file လေးတကူကတော့အဲ့လိုမျိုး ကြက်မပြည့်တဲ့ကောင်တွေပေါ့နော်အဲ့လိုကြက်မပြည့်တဲ့ကောင်တွေကစစ်သားတွေအပြုအရင်တော့ကြက်ဖို့တကကောင်တွေအဲ့လိုကြက်ဖို့ပါတီနဲ့ပတ်သက်ပြီးတော့မှကြက်ဖို့ပါတီကအာဏာရှင်အတွက်ကိုမျက်နှာဖုံးဒါကျွန်တော်တို့ဒါတက်တဲ့ပါတီပေါ့နော်မျက်နှာဖုံးတက်တက်ပါတီဒီအချောင်းရကိုဒါကျွန်တော်တို့ BOA မှာလည်းပြောမှဆိုရင်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ဒါကျွန်တော်တို့ကိုကျော်ကျော်တန်းပေါ့နော်ကိုကျော်ကျော်တန်းကသူပြောပြပါလိမ့်မယ်ဗျကျွန်တော်တို့အားလုံးအတူတူဒါ နားထောင်ကြည့်အောင်နားထောင်ကြည့်အောင်နော်ကိုကျော်ကျော်တန်းပြောတဲ့ဥစ္စာလေးကျွန်တော်အားလုံးပဲတူတူနားထောင်ကြည့်အောင်တမ်ပေါ်ပါတီကတကယ်တမ်းနိုင်ငံအတွက်ဘာလို့ပြီးခဲ့တယ်လဲကိုကျော်ကျော်သိမျိုးသားပြောမျိုးသားပြောပါမျိုးသားပြောရရင်တကယ်ဒီမိုကရေစီကျတဲ့လူဆောင်ချက်မျိုးတမ်ပေါ်ပါတီကလှုပ်ပြီးခဲ့တာမရှိပါဘူးဟုတ်ပါတယ်ဦးသိန်းစိန်အစိုးရလက်ထက်မှာတိုင်းပြည်ကိုအကန့်အသတ်နဲ့ဖွင့်ပေးခဲ့တယ်။ဟုတ်ပါတယ်စက်တော်ရေးကဏ္ဍအပြောင်းအလဲလုပ်ခဲ့တယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့တယ် ဒါပေမဲ့လည်းပဲအဲ့ဒီလုံတမျှသည်ဟလာစစ်တက်ချုပ်ကင်မှုပူအားကောင်းစီမှုပြုတာဖြစ်ပါတယ်ဟလာလူမှုအကျိုးဖြစ်စေဖို့လူမှုပူကောင်းလာဖို့ဆိုရဲတကယ်စေတနာအစစ်မှန်ယူရခြင်းနဲ့လုပ်တာမဟုတ်ပါဘူးအကယ်၍မြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့မြင်ရရင်တော့ထင်ရရင်တော့အဲ့ဒီအချိန်ပေါ့နော်စစ်ဘုတ်ချုပ်တွေကပဲကလကနောက်ွယ်ကနေပြီးတော့ဆက်ပြီးတော့အာဏာယူချုပ်ကင်ထားနိုင်ဖို့ USDP ကိုဖန်တီးခဲ့တာဖြစ်ပါတယ် တော်နစတဲ့အာနာတင်းလိုက်တာမှာတော့အရိကလကလုံးလုံးကွာကျသွားခဲ့ပါပြီ။음။ထင်အောင်ဝိုးဝါးဖြစ်เสียရလဲဘာမှမရှိတော့ပါဘူး။ဟုတ်တယ်။စစ်တပ်ထိန်းချုပ်တဲ့နိုင်ငံရေးမျိုးကိုစစ်ဘုံချုပ်တွေကစမ်းသပ်ခဲ့တာပါ။မအောင်မြင်တဲ့စမ်းသပ်ချက်ပြာရုပ်တစ်ခုအဖြစ် USDP ကဒီကနေ့တည်ရှိနေတာပဲဖြစ်ပါတယ်။음။ USDP ဒီ ဒီမိုကရေစီကိုတိဆောက်ခဲ့တာမဟုတ်ပါဘူး။အာဏာရှင်အတွက်နိုင်ငံရေးမျက်နှာဖုံးတက်တက်ပဲဖြစ်တယ်ဆိုတာကသမိုင်းမှတ်တမ်းဝင်နေပြီးသားဖြစ်ပါတယ်။အခုကမှတော့မြန်မာလူထုရဲ့ရေစွမ်းတက်တီးကိုဂျိုးစွန့်မှုနဲ့အဲ့ဒီမျက်နှာဖုံးကိုလုံလုံဆွဲပြဲစုပ်ခွာပစ်ချခဲ့ပြီ။မြန်မာဒေါ်လာရေးအောင်ပွဲရဖို့အတွက်ဆက်ပြီးတော့တိုက်ပွဲဝင်နေကြတာ ਨੇ အများ သင်ငန်းစာယူစရာကတော့ရှင်းလင်းပါတယ်လိညာနဲ့ကြားပြီးတော့ဘယ်လိုဒီမိုကရေစီမျိုးကိုမှတိဆောက်လို့မရဘူးတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးမှမအောင်မြင်နိုင်ပါဘူးဘယ်နိုင်ငံရေးပါတီမှဒီနေရာမှာ တိုင်းပြည်မှာအရင်အကောင်းဆုံးလို့ပြောတဲ့စစ်တပ်ကဂျော်ဒနောက်ခံပေးထားတဲ့နိုင်ငံရေးပါတီပဲဖြစ်ပါစေလူလူဆန္ဒကိုစန့်ကျင်ပြီးတော့တသလုံးရှင်သန်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးอืมဆိုတော့ဒါကကိုကျော်ကျော်သိန်းကဒါကြက်ဖို့ပါတီနဲ့ပတ်သက်ပြီးတော့မှပြောပြပေးခဲ့တာဖြစ်ပါတယ်အာနာရှင်အတွက်မျက်နှာဖုံးသက်သက်ပါတီပေါ့ဒီကောင်လေးကကြက်ဖို့ပါတီရဲ့ဘာနဲ့တူလဲဆိုတော့လေကျွန်တော်အထင်သွေးဆိုးဖို့ကောင်နဲ့တူတယ်ဗမ်ပါယာပေါ့ အဲ့ vampire ဇာတ်ကားတွေများသောအဖြစ်ကြည့်ကြည့်လိုက် vampire အများစုကပြောမှာဆိုရင်တို့ကဟိုပြောမှာဆိုရင်ဟိုနောက်မှာခေါင်းဆောင်ရှိတယ်ဗျာတိလားအဲ့ခေါင်းဆောင်ခိုင်းတဲ့ဟာခေါင်းခေါင်းဆောင်ခိုင်းတော့မှသာလေတို့ကလိုက်လုတာဗျာအဲ့တိုင်းပဲဟိုမှာချက်ဖို့ပါတီဆိုတာလေအာနာရှင်ခိုင်းသမျှစစ်ခေါင်းဆောင်တွေခိုင်းတော့မှသာလေဒီကောင်လိုက်လုတဲ့ပါတီဒီသဘောတရားဒါလေးကိုသိစေချင်တဲ့ကြောင့်မို့လို့ dual file လေးကို reaction လုပ်ပေးတာဆိုတော့နောက်တစ်ပြည်ပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့ KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာပေါ့နော် ူက KIO ဖွဲ့စည်းခြင်း65နှစ်ပြည့်မိကုံးပေါ့နော်ဒါလေးကိုတော်လန်ပြည်သူများကိုပြောထားပါတယ်ဒီအကြောင်းအရာလေးကိုမိသားစုတွေကိုကျွန်တော်ကတင်ဆက်ပေးလိုက်ရပါတယ်ဗျာနန်းနန်းဖောက်ဝဲကောနာတနည်းတို့ခါလဘောလမ်းနေဖက်ဘိုင်းနှံထံမြစ်ယူဝဲချလော KIO ဖုံပါတီကိုခင်ငိုင်းညချောင်းတဲ့ချစ်ငိုင်းရဲ့ဖက်မူလူနာကအဲသုံဖောစနတ်ဖိုင်လံတပ်ပြမ်မချန်လတ်တတ်ချက်

มซิมซะเม็ดยังจานชอชกดงากะไอมุงสว่างกวนแพะรวดมลันพงตุนกับบาเย็นลูคราก็ร้อยมุงเว้อ้อนชกดจะจะงามมาจานปาทะใส่สลัดอรังกับบาบังนา ชกดจะจะงาไอหนูซอมงซอชเรนังขึ้นนี่แพะมุงอาจารย์จกูมีตุ้มาจิวอะไรพี่ยางง่ายมาจันเราจอมกษัตริย์ง่ายกะกะอเมียวชานี ก็การรบหลันพงนี้เพะโซรับยึดกระเป๋าเชะละตากันตุนงังงังแรงอาบมอับน้องตัวเจ้าตาใส่ ใส่ตองใส่ป้านี่สลูสลัดนี่คุ้มครังตัวเจนนี่มิตรุยซีนี่เชะโยนมาใจใหญ่ลำนี้ก็กมันลีลานแรงอาอันใดสบายลานลู่ใส่รังกระป๋านี้เพะละพัดละมาอันจะใจเก้าหน้ากายแกก็กันเจาะความมัดีก็ พียนมิสาเจมุ่งสาลำลูกของเย็นเพื่อไปคราสระชราเล็ดงังเรียนไอเมื่อโยซิมสาลำลูลาครากัวกับจะโจง่ายอาจารย์ไรง่ายองตั้งข้ากลัวจะกูจะจะสาวนาเรมุ่งดันชานียองก็อยากไอเพื่จูชาเมียง่ายคุณจีก็กระไดมงกระไดเจ๊เชงไง

နော်အဲ့တော့အကြောင်းကိုဂျေစုတွေတင်းနေတာ GIE ဝော GIE ဝော်ပေါ့ဒီညီကိုတွေအကုန်လုံးဂျေစုတွေတင်းနေတာဆိုတော့ GIE ရဲ့ဒါနီးစနစ်တွေအကြောင်းသာလဲအဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့မှ AI လဲ GIE တင်ပေးတဲ့ပညာတွေသူတို့ကိုယ်တိုင်လဲလေ့လာထားတဲ့ပညာတွေနဲ့ကျူးစားလိုက်တာဆိုရင် AI ဘယ်တော့မှဒါစီရင်နဲ့ပတ်သက်ပြီးတော့မှအရှိန်ဟုန်မြင့်နိုင်ကြလေစီရင်နဲ့ပတ်သက်လာရင်စကားစား AI ဘယ်တော့ကြောက်လဲဆိုတာစဉ်းစားကြည့် AI တော့ကြောက်လို့ဆိုရင်ခင်ဗျ GIE ဆိုရင်ပြောမနေနဲ့တော့ဒါလေးကိုသိစေချင်တာဆိုတော့ကျွန်တော်တို့ GIE ဥက္ကဋ္ဌဘုဇ္ဇတိအင်ဘလာလဲ ကျမ်းမာတတ်ရှိပါစေလူလူအကျိုးပြုနိုင်ငံအကျိုးပြုဒါလူမျိုးအကျိုးပြုပေါ့နော်ဒါတွေကိုလည်းအများကြီးလုပ်နေပါသေးတယ်ကျွန်တော်ပလာတရေးဆူတောင်းပေးလိုက်ပါတယ်ဆိုတော့နောက်တဲ့ profile လေးတစ်ခုကတော့ဆ iam မီမီဝင်းဘက်ပေါ့နော်ဆ iam မီမီဝင်းဘက်ကသူကပြောလဲဆိုတော့ဒီကျွန်တော်တို့ဒီလက်ရှိပေါ့နော်ဒါကျွန်တော်တို့မင်း online ရဲ့လက်နက်တွေထက်ကိုတော်လိုင်းရေးမှာပို့ပြီးတော့မှ job ပို့ကောင်းတဲ့အရာကိုနော်ဆ iam မီမီဝင်းကပြောပြပြပြပါလိမ့်မယ်ဆ iam မီမီဝင်းဘက်ကပေါ့နော်ပြပြပါလိမ့်မယ်နောက်တော့ကြည့်အောင် လူလူရဲ့ထောက်ခံမှုကတော့အဓိကပဲအရေးကြီးဆုံးပဲလူလူထောက်ခံမှုပျောက်တယ်ဆိုတဲ့ဥစ္စာကမင်းအောင်လှိုင် ကျမအတွက်ပေါ့နော်မင်းအောင်လှိုင်ရဲ့ fire power တဲ့ပူပရကြောက်စရာကောင်းတာဟုတ်ပူပရကြောက်စရာကောင်းတယ်တော်လိုင်းရဲ့အတွက်လူလူထောက်ခံမှုပျောက်သွားရဆိုလို့ရှိရင်ကိုယ့်အတွက်လုံခြုံရေးအတွက်မလွယ်တော့ဟုတ်ဒါပြီးတော့တည်င်းရဖို့ရန်သူအတွက်တည်င်းရဖို့အတွက်လည်းပူပရခက်ခဲလာလိမ့်မယ်ဟုတ် ခက်ခဲလာလိမ့် right ဒါပေမဲ့ပြည်သူလူထုရဲ့လုံအိုနေပါလေအဲအယုံကြည်မှုကျသွားတဲ့အတွက်ကြောင့်မလို့ right ကျသွားတဲ့အတွက်ကြောင့်မလို့အိုနေပါလေစစ်တပ်ရဲ့ you know ကိုယ့်ရဲ့ရန်သူရဲ့ပေါ့နော်ကိုယ့်ရဲ့ရန်သူရဲ့ဟိုအာဝါရဖြန့်ချင်ရဲ့လည်းပို့ပြီးတော့ဟုတ်ပြီပို့ပြီးတော့တောင့်တင်းလာလိမ့်မယ်ဟုတ်ဘာလို့ဒီဒီလိုမျိုးကျမအရင်ထဲကလည်းပြောတာတယ်ကျမ research အာကျမဗတ်သူတေသနာနော်လောက်ထားတာချေဟိုးဟိုးပါလေအောင်မြင်တဲ့တော်လှန်ရေးတွေကိုသမိုင်းမှာအောင်မြင်သွားတဲ့တော်လှန်ရေးတွေကိုပြန်ပြီးကြီးလိုက်တဲ့အခါမှာနော်အဓိကသုံးခုပါတယ်လို့ကျမပြောထားတယ်အဲ့ဒီကျမအမြဲတမ်းပြောတဲ့ DIP နော် D ကြတော့ defection နော်ဘယ်ပြောင်းမှုနော် I ကြတော့ international pressure PP ဆိုင်ရဲ့ PR နောက်ဆုံးတစ်ခုကြတော့ people support P right ပြည်သူလူထုရဲ့ထောက်ခံမှု right အဲ့တုံးမှုထဲမှာပြန်သွားတွေ့လာတာ fire power နဲ့မဆိုင်ဘူးမမဆိုင်ဟုတ်နာတီးသူလူလူခြောက်ခံမှုရှိလာတယ်ဆိုလို့ရှင် fire power ကိုဂျန်သူရဲ့ fire power ဘလို့ကြော်လွားနိုင်နေလဲဆိုတာတွေ့လာလိမ့်မယ်ဟုတ်ကဲ့ဆောင်းဟုတ်ဟုတ်အဲ့ကြောင့်မလို့ကို့အနေနဲ့အများရန် professionalism you know စစ်ပြီးတော့ရဲ့ professionalism နဲ့နေတနက်ကင်တဲ့လူကစီးပွားရေးလုပ်လို့မရဘူးတနက်ကင်ကျမမြင်ပြောတယ်တနက်ကင်နားတဲ့လူကဖုံးကြီးတိုင်းပဲဟုတ်ဟုတ် တနက်ကင်လာတဲ့လူကစီးပွားရေးလုပ်လို့မရဘူးအုပ်ချုပ်ရေးလုပ်လို့မရဘူးခုံကြီးတိုင်းပဲဆိုတော့အဲ့ဒီဥစ္စာလုပ်ကိုကလုပ်ပေးနေအဲ့လိုမျိုးပြနိုင်လေလေကိုကဒါဟိုနေပါလေအာ professionalism ပြတာပေါ့နော်ဆိုအမြဲတမ်းပြည်သူလူထုရဲ့ဆက်ဆံရေးပြည်သူလူထုနဲ့ဆက်ဆံရေးကောင်းဖို့လိုအပ်တယ်ဟိုဘက်တော်လိုက်နိုင်ခြင်းဟုတ်ဟုတ်စမိုင်းဟုတ်အဲ့စစ်တဲ့အနေနဲ့လေနော် တို့အခုဘာလုပ်နေကျမဘာသွားတွေ့လဲဆိုသူတို့တွေကိုလူတွေကကောင်းငယ်လို့မြင်နေစရာမလိုဘူးသူတို့လိုချင်တာက EF နဲ့ NUG နဲ့ EAO တွေကသူတို့တို့နဲ့ပဲအတူတူပါပဲသူတို့လိုပဲဆိုးပါတယ် right သူတို့အောက်မှာဖြစ်ဖြစ်အဲ ਉਹ နင်းဟိုဘက်ကိုရောက်သွားလို့ရှိရင်လေသူတို့လိုမျိုးပဲစစ်တပ်လိုမျိုးပဲဘိုလာကြတော့မယ်ဘိုလီလောက်တော့မယ်ပြည်သူလူထုကိုညှင်းဆဲတော့မယ် right ဟုတ်ပါပါဟုတ် ကောင်းဖို့ဖြတ်မယ်အဲ့ဒီဥစ္စာအတူတူပါပဲအတူတူပါပဲလို့ဒီလိုမျိုးဒီ message ကရသွားပြီဆိုလို့ရှိရင်တော်လိုင်းရေးအတွက်တော်တော်ဒုက္ခဖြစ်နေတယ်အဲ့ဒီဥစ္စာအဲ့ဒီဥစ္စာကကျမအတွက်ပို့ပြီးတော့တော်လိုင်းရေးတဲ့အန်ဒီရရှိတယ်မင်းအောင်လိုင်းရဲ့ဘုံကြီးโอเนเนเดดรอนนี่แท้บုံးนี่ดรอนนี่แท้ดีดีดีปิดูลูลูเยညုံๆหมู่ปิดูลูลูเยจုံจีหมู่เปี่ยวตากะอะยังอันนี้ရှိတယ်ပ ืมဆိုတော့နန်နီတင်ကပြိုတယ်မှာလဲအားလုံးလဲကြားဖို့မှာပါစနီးပြိုဟာဘလို့သားလဲဆွဲကင်လက်လက်ဘလို့ထက်လဲပြည်သူနှလုံးမသိမ်းကြုံရင်ဓာသားလဲကြွေလှက်လဲခွေအံ့ဆိုတဲ့ဥစ္စာလဲကြားဖို့မှာပါအဲ့တော့ပြောမယ်ဆိုရင်အချိန်ကိုရသလောက်ဆွဲတယ်စက်တက်ကပြီးတော့ရင်ဆိုရင်ငါတို့ ਨੇ တူတူပါပဲဆိုတဲ့ပုံစံမျိုးကိုစက်တက်ကဒါပြောမယ်ဆိုရင်အချိန်ကလာပေါ်မှာမူတည်ပြီးတော့မှပြည်သူကိုစိုက်ဝါးတွေထည့်နေတယ်။တချို့ຢာတွေလည်းအောင်မြင်တယ်လို့ချို့ຢာတွေကလည်းလုံးလုံးမအောင်မြင်တဲ့ဥစ္စာမျိုးတွေရှိတယ်။တေချာတစ်ခုကတော့ဇမပြောခဲ့တဲ့အတိုင်းပဲစက်သားကစီးဝါးကြီးလုပ်လို့မရအောင် နော်စစ်သားတွေကာကွယ်ရေးပဲလုပ်လို့ရတယ်ဆိုတော့ဒီဟာလေးကိုတီးဖို့လိုတယ်ပြည်သူရဲ့ယုံကြည်မှုကိုဘတော်မှမဖောက်ပြက်ဖို့လိုတယ်အဲ့ဒါမှသာလေကျွန်တော်ဒေါ်လာရေးအောင်မြင်မှာဖြစ်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့အင်မတန်မှကိုပြည်သူယုံကြည်မှုမရှိဘူးဆိုရင်တော့ဒေါ်လာရေးကကြာရှုံးသွားမှာပဲဆိုတဲ့ဟာမျိုးမိသားစုတွေသိစေချင်တဲ့ကြောင့်မလို့ဆ iam မမီဝင်ပဲရဲ့ beautiful reaction လုပ်ပေးတာပါကျေးဇူးများအတိုင်းပါတယ်နောက်တစ်ခေါက်မှာပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Brother Reblog YouTube Channel ဖြစ်ပါတယ်ဒီ show အပေးခဲ့ကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးချမ်းသာခြင်းနဲ့လုံးတော့ပြေဝနိုင်ကြပါသေးတယ်